်မာ National League ဖလားပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ Rakhan United အသင်းဟာအသင်းကိုပြုပြင်ပြောင်းလဲမှုတွေဇက်တိုက်ပြုလုပ်နေပြီးကစားသမားအသစ်တွေလည်းဇက်တိုက်ခေါ်ယူနေပါတယ်။ပြီးခဲ့တဲ့မလ21ရက်နေ့မှာတော့နောက်ထပ်ကစားသမားအသစ်ခေါ်ယူမှုအဖြစ် Shaw United အသင်းရဲ့မြမလရွေးစဉ်ကွင်းလယ်ကစားသမားအောင်နိုင်ဝင်းကိုတရားသည့်စာချုပ်နဲ့ခေါ်ယူလိုက်တယ်လို့အသင်းရဲ့ Facebook စာမျက်နှာကနေတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။အသက်28နှစ်ရှိပြီဖြစ်တဲ့ဝိုင်းရင်ကွင်းလယ်ကစားသမားအောင်နိုင်ဝင်းဟာ မန္တလေးအာကာသိပ္ပံကျောင်းအတွက်ကစားသမားတူဖြစ်ပြီး2018ခုနှစ်မှာ professional ကစားသမားဘဝကိုရတနာဘုံအသင်းနဲ့တူစတင်ခဲ့ပြီး2019ခုနှစ်မှာ AR United အသင်းကိုရောက်ရှိခဲ့ပါတယ်။အဲဒီနောက် Shanghai United အသင်းကိုစတင်ရောက်ရှိခဲ့သလို2024ခုနှစ်မှာတော့ Dragon Star အသင်းကိုငှားနဲ့တွားရောက်ကစားခဲ့ပြီးအခုကမှ Rakhine United အသင်းကိုတရားသည့်စာချုပ်နဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ Rakhine United အသင်းဟာပြီးခဲ့တဲ့ဘောလုံးရာသီကနိုင်ပွဲ၃ပွဲသာရှာတွေ့ခဲ့ပြီး ရလက်တွေစိုးခဲ့တာကြောင့်လီတူးကိုတန်းဆင်းသွားခဲ့ရပေမဲ့ကံကောင်းစွာနဲ့ပဲလီတူးကအသင်းတသင်းသာတန်းတက်လာတာကြောင့်လာမယ့်နှစ်ဘောလုံးရာသီမှာရခိုင်ယူနိုက်တက်အသင်းအနေနဲ့လီဝမ်မှာဆက်လက်ရှင်ပြိုင်ကစားခွင့်ရမယ်လို့သိရပါဗျ။အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီးတက်ဆိုင်ရာကလပ်အသင်းဘက်ကရောမြန်မာ National League ဘက်ကပါတရားဝင်သတင်းထုတ်ပြန်ထားခြင်းတော့မတွေ့ရသေးတာဖြစ်ပါတယ်။လာမယ့်နှစ်ဘောလုံးရာသီလီဝမ်မှာဆက်လက်ရှင်ပြိုင်ခွင့်ရမယ်ရခိုင်ယူနိုက်တက်အသင်းအနေနဲ့ ဘရာဇီးလူမျိုးနီးပြရီကာဒိုဒါရိုချာကိုနီးပြချုပ်ဖြစ်ခန့်အပ်ထားသလိုကစားသမားတွေအဖြစ်တိုက်စစ်မှုခင်ကျော်ဝင်၊ကွင်းလေကစားသမားအွန်လိုင်းဝင်းတို့ကိုခေါ်ယူထားပြီးဖြစ်ကအွန်လိုင်းဝင်းကတော့တတိယမြောက်ကစားသမားခေါ်ယူမှုလည်းဖြစ်ခဲ့ပါတယ်။ရခိုင်ယူနိုက်တက်အနေနဲ့နောက်ထပ်လည်းကစားသမားအသစ်တွေထပ်မံခေါ်ယူအားဖြည့်သွားမယ်လို့အသင်းဘက်ကထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာ။